ခါကဘယနသည်ပြီမှဘယင်ကြီးတပအုပ်ချုပ်မင်းလုံးလျက်ရှိရယ်ဘယင်ကြီးမှညီတော်တယောက်ရှိပြီးညီတော်အိမ်ရှိမင်းသားလေးဟာဉာဏ်ပညာအမြော့အမြင်နဲ့ပြည့်စုံသူတယောက်ဖြစ်တယ်ဘယနသည်ပြီကြီးဟာလေးထောင်ဆက်ဆက်ပုံကရံရှိပြီးတော့အလွန်မဲကျယ်ဝန်းလာပါတယ်ဘယနသည်ပြီကြီးရဲ့အရှိန်နဲ့အနောက် တောင်ထဲမြောက်ကိုဖြောင့်တန်းနေတဲ့လမ်းမခြေကြီးနှစ်ခုပေါက်လောက်ထားတယ် လမ်းမချဲ့ကြီးနှစ်ခုဟာဘာယာနတိပြည်ရဲ့အလဲဘဟုတဲတဲမှာလာဆောင်ရတယ်။လမ်းမကြီးနှစ်ခုဟာကြောက်တုံးတွေပြေခင်းထားတာမို့ရာသီမကြီးရထလုံးတွေမြင်းတွေလင်းလင်းမြန်မြန်သွားလာလို့ရပါတယ်။အခြားပြည်သူပြည်သားတွေနေတဲ့နေရာကလမ်းတွေကတော့မြေသားလမ်းတွေဖြစ်ပြီးချင်းတဲ့အတွက်ခြေလင်းသွားဖို့ပဲအသုံးပြုကြတယ်။နိုင်ငံရဲ့အရှိတ်အချမ်းမှာ ဘရင်ကြီးရဲ့နန်းတော်ကြီးရှိပြီးတော့အနောက်ဘက်ခြမ်းမှာတော့သာယာလပါတဲ့ဥယင်တော်ကြီးတခုရှိတယ်။ဥယင်ထဲမှာဂျာမျိုး၅ပါးနဲ့ပြည်စုံတဲ့မင်္ဂလာရေကန်ကြီးတခုလည်းရှိတယ်။ဘရင်ကြီးဟာမူမတ်အချွေရန်နေတဲ့အတူ မြင်းလေးကောင်ကားတဲ့ရထလုံးကြီးစီးပြီးတော့နန်းတော်ရှိရာအရှိရက်ကနေဥယင်တော်ကြီးရှိရာအနောက်ရက်ကို အပန်းဖြေဖို့အတွက်ကြောက်မြန်လေးရှိတယ်။အဲ့ဒီလို နန်းတော်ကနေဥယင်တော်ထဲသွားရင် လမ်းမှာလူစီကားလာတဲ့အရှိအနောက်လမ်းနဲ့တောင်မြောက်လမ်းမကြီးနှစ်ခုဆုံရလမ်းစုံလေးကိုဖြတ်ပြီးသွားရတယ်။လမ်းစုံလေးရောက်ရင်ဘယင်ကြီးဟာ ရောင်းဝယ်ဖောက်ကားနေကြတဲ့ပြည်သူပြည်သားတွေကိုအမြဲတွေ့ရတဲ့အတွက် သူ့တိုင်းပြည်သားရာဝပြောနေတာကိုကြည့်ပြီးခြေနဲ့သဘောကျနေတတ်ပါတယ်။ဖေးတဲ့တွေဟာတိုင်းပြည်ရဲ့ အရှိန်နောက်တောင်မြောက်ကပြည်သူပြည်သားတွေအများပြားလာဝယ်ရတဲ့နေရာဖြစ်လို့အယောင်းဝယ်အလုံးဖြစ်ကြပါတယ်။ဒီလိုနဲ့ဈေးရောင်းတဲ့ကုန်တွေတွေဟာရာသီမရွေးရောင်းဝယ်လို့ရအောင်ဈေးဆိုင်တွေကိုလမ်းဘေးမှာအမိုးကားများနဲ့ကြကြနန်းနာဆောက်လုပ်လာကြတယ်။ဘယင်ကြီးမင်းတို့ညီတော်အရှိန်မင်းသားကိုညီတော်တွေ့လား။ငါတိုင်းပြည်မှာပြည်သူတွေအရင်က ခုံလေးတွေခင်းပြီးဈေးရောင်းညာကနေ အခုဆိုအမိုးကနဲ့ဆိုင်ကန်းကြီးဆောက်လုပ်ပြီးရောင်းဝယ်ပေါက်ကားနိုင်ရပြီ။တိုင်းပြည်သားရဝပြောနေတာကျင်းနေစရာမကောင်းဘူးလားလို့မေးတဲ့။ဒီတော့ညီတော်အင်ရှင်မင်းသားကမှန်လားပါရှင်မင်းကြီး။ပြည်သူပြည်သားတွေအရောင်းဝယ်ကောင်းကြတာအမှန်ပဲကောင်းမွန်လာပါတယ်။သို့သောပြည်သူပြည်သားတွေခရီးသွားလာရေးအတွက်ဖောက်လုပ်ထားတဲ့အဓိကလမ်းမကြီးနှစ်ခုရဲ့စုံရလမ်းစုံဟာ ရှင်းလင်းနေတင်ပါတယ်လို့ရှောက်တဲ့ဘယင်းကြီးလဲအိရှိမင်းသားရဲ့ရှောက်တင်ချက်ကိုသဘောမကျပေမဲ့စိတ်စိတ်ပဲနေလိုက်ပါတယ်ဒီလိုနဲ့လမ်းဆုံးမှာဆိုင်ကန်းတွေနဲ့ဈေးရောက်တဲ့ဂုံတွေကြီးတွေကျွေဝချမ်းသာလာကြတာကို မြင်တဲ့အခြားပြည်သူပြည်သားတွေကလည်းအဲ့ဒီဆိုင်ကန်းကြီးရဲ့ရှေ့မှာသစ်သားခုံလေးတွေခင်းပြီးမိမိတို့တောင်ရာကထွက်တဲ့အသီးနှံတွေဒါငါးတွေကို လာရောက်ရောင်းချကြတယ် လမ်းဆောင်ကလေးမှာလိုအပ်တဲ့စားစရာ သုံးဆောင်ပစ္စည်းအစုံရနိုင်တာမို့အရက်လေးမျက်နှာကပြည်သူပြည်သားတွေလည်းအမြဲဈေးလဝယ်ကြတယ်။တချို့လည်းမြင်းနေနဲ့လဝယ်ကြပြီးတချို့ပစ္စည်းများများဝယ်ခြင်းတဲ့သူတွေကလည်းတွန်လဲတွေတွန်ပြီးလဝယ်ကြတယ်။တချို့မြင်းတွေလဲတွေမပိုင်ဆိုင်တဲ့သူတွေကတော့ခြေလင်လာကြတယ်။ခြေလင်လာတဲ့လူတွေအိမ်ပြန်ရင်ပစ္စည်းတွေမနိုင်မနှင်းဖြစ်ကြတော့တွန်လဲအင်္ဂါလိုက်သူ ရင်လဲအင်္ဂါလိုက်သူတွေလည်းလမ်းစုံမှာ လာရောက်ဆောင်ဆိုင်နေတတ်ကြတယ်။ဒီလိုနဲ့မိုးလင်းကမိုးချုပ်လမ်းစုံကလေးဟာရောင်းဝယ်သူ ခရီးသွားလာသူဝန်ဆောင်မှုပေးသူတွေနဲ့ပြည့်စုံနေပါတော့တယ်။ဥယျင်တော်ထွက်လာတဲ့ဘရင်ကြီးဟာအလွန်စီကားပြည့်စုံနေတဲ့ပြည်သူပြည်သားတွေကြားတဲ့ရထလုံးကိုဖျက်မှောင်ရင်ဂျင်းနဲ့အာရနေပါတော့တယ်။ဒီနေ့ဥယျင်တော်ထွက်လာတော့ ညီတော်အရှင်မင်းသားကအရှင်မင်းကြီးခရီးသွားလာဖို့ဖောက်လုပ်ထားတဲ့လမ်းမကြီးတွေဟာအခုဆို ရထလုံးအောင်တွေ့ရွေ့ပဲသွားလို့ရပါတော့တယ်လမ်းဆုံးလမ်းခွာတွေဟာရှင်းလင်းနေမှဖားလာတဲ့လူတွေအဆင်ပြေပြေလို့ရခရီးကိုအမြန်ဆက်ဆန်းသွားလာနိုင်ကြပါလိမ့်မယ်ဒါကြောင့်စီကန်းထုတ်ပြီးစက်မတင်ပါတယ်လို့ရှောက်တင်တဲ့ဘီရင်ကြီးကညီတော်ကိုစိတ်ဆူသွားပြီးတော်စန်းညီတော် ငါကိုယ်ရောရဲ့တိုင်ပြီစီပင်ဝပြောပြီးပြည်သူပြည်သားတွေလည်းပျော်ရွှင်နေကြတယ်။အခွန်ပန်းနာတွေလည်းများစွာရရှိနေတယ်။ဒါကိုမောင်မင်းကပျက်စီးရပျက်စီးချောင်းလျှောက်တင်ရသလားလို့ချိန်မောင်းလိုက်တယ်။ဒီလိုနဲ့တနေ့မှာ ရှင်ဘရင်ကြီးကမူမက်ဘူပါမင်းကြီးမင်းသားတွေနဲ့အတူဥယင်တော်ရဲ့အနောက်ဘက်တောအုပ်ထဲကိုတောကစားထွက်လာခဲ့တယ်။စီကားနေတဲ့လမ်းစုံကို ဖြတ်လာတဲ့အခါ တိုင်းသူပြည်သားတွေကလည်းဘုရင်ကြီးကိုလက်များဝေးရန်နှုတ်ဆက်ကြတယ်။ဘုရင်ကြီးလည်းစိတ်နှလုံးပျော်ရွှင်နေတာကြောင့်ရွှေသားငွေသားများကိုတလန်းလုံးကျဲပတ်ပေးသနာတော်မူတယ်။ဈေးတဲ့ဈေးဝယ်တွေလည်းအလူရဲ့ကောက်ယူကြတယ်။ဘုရင်ကြီးနဲ့ဘုရားအပေါင်းဟာတော်ရရောက်တော့တော်သမင်များကိုပြိုင်ဆိုင်ပစ်ခတ်ဖန်ဆီးကြတယ်။ဘုရင်ကြီးဟာမြားပစ်ကျွမ်းကျင်သူတယောက်ဖြစ်လို့ သမင်းတကောင်ကိုထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့တယ်။ဘယင်ကြီးကမြင်းပေါ်ကဆင်းပြီးတော့ခုံယူဝင့်ကြွာတာနဲ့သမင်းလဲကျနေတဲ့နေရာကိုရှောက်သွားခဲ့တယ်။အဲဒီအချိန်မှာဘယင်ကြီးဟာတတိမမှုမိပဲနဲ့ခြုံမုတ်ထဲမှာရှိနေတဲ့မွေဟောက်တကောင်ကိုတတ်နေမိခဲ့တယ်။မွေဟောက်လည်းကြောင်းလန့်ပြီးဘယင်ကြီးရဲ့ခြေထောက်ကိုအစွဲနဲ့လမ်းပေါက်လိုက်ပါတော့တယ်။နောက်ပါချန်ရန်တို့လည်း ဘရင်ကြီးပိုးထီတာကိုတွေးတော့အပြေးလွှာလာရောက်ပွေးချီကြပြီးရထလုံးပေါ်တင်လိုက်ကြတယ်ပြီးတော့တမားတော်ကြီးရှိအောင်နန်းတော်စီကိုဒုံဆိုင်ပြီးမောင်းလာခဲ့ကြပါတယ်လမ်းစုံကိုလမ်းမြင်ရတဲ့နေရာ လောက်လည်းရောက်ရောလမ်းစုံစီကမိကူလုံးကြီးတွေဥတက်နေတာကိုတွေးလိုက်ကြရတယ်လမ်းစုံဘက်ကပစ္စားစီကြီးတွေ တင်ထားတဲ့ရင်လဲတွေကဥယျာဉ်ကြီးတွေကရေကန်ကြီးရှိအောင်မောင်းလာကြပြီး ရေရေခက်ကလမ်းစုံမှာလောင်ကျွမ်းနေတဲ့မိကိုငိမ့်သက်ဖို့ကြိုးစားနေကြတာတွေ့ရရတယ်။မြင်းလဲမောင်းလာတဲ့ရွာသားတွေကိုမူမတ်တွေကမေးတဲ့အခါဝင်းမင်းမြတ်ခင်ဗျာလမ်းစုံနောက်မှာထင်းမိဖို့တခုကမိစားလောင်ရကငိမ့်သက်ဖို့ရေမလုံလောက်တာကြောင့်မင်္ဂလာကံတော်ကရေတွေကို လာခတ်နေရတာပါခင်ဗျာ။လမ်းကလည်းစိုင်နေမြင်းနေလူတွေနဲ့ပိတ်နေတာကြောင့်အချိန်မီရေလုံလောက်မရရှိပဲ။ မိများကူးဆက်လဲရှိကြောင်းမှခင်ဗျားလို့ဖြေကြပါတယ်။ဥမတ်များလဲစਿੱတိဘူပါတွေကိုကြိုသွားပြီးလမ်းရှင်းရစီခိုင်းလိုက်ပါတယ်။ဒါပေမဲ့လူတွေကဝရုံသုံးငါဖြစ်နေတာကတကြောင်၊ဆိုင်ငန်းတွေလဲတွေပိတ်နေတာကတကြောင်မို့တော်တော်နဲ့လမ်းကရှင်းမရပါဘူး။နောက်ဆုံးဘယင်ကြီးလဲနန်းတော်ကိုရောက်ရောက်ဝေစိမ့်မိတဲ့တရားနဲ့ပဲကံတော်ကုန်သွားခဲ့ပါတယ်။ ဒီတော့အိမ်ရှိမင်းသားနန်းတက်လာတဲ့အခါမှာတော့ဘာယာနတိပြည်တဲကလမ်းစုံမှန်သည်မှာခကြီးသွားလာရနှောင်နေမှုမရှိသေးဘူးချက်မှန်ဆောင်ရွက်ပါတယ်ပြည်သူပြည်သားတွေဟာလည်းကိုယ်အတွက်သာကြည့်ပြီးလူစီကားတဲ့နေရာမှာစီကတ်မဲ့ရောင်းဝယ်ဖောက်ကားခြင်းမပြုတော့ပဲရောင်းဝယ်ဖောက်ကားဖို့သတ်မှတ်ထားတဲ့နေရာအသီးသီးမှာပဲစီကံကြရောင်းဝယ်ကြပါတော့တယ်